အမှုမော်ကိုကြည့်ရတာမိုးဆာလာလေပါဘူးကိုစားရောက်တဲ့နှစ်တုံးကအတိုင်းကြောက်စရာကောင်းလို့လည်းလုံးမချက်ပေးလိုက်တဲ့အာဆင်နယ်ကနေဝင်ဘယ်နဲ့မှအဝေးမင်းလာပါဗျာမန်ချက်စတာဖောဆုံးကနေပြန်လဲကြိုလိုက်ပါရင်အာဆင်နယ်ကစားမဟောအေရိုက်ကမန်ချက်စတာတိုင်းတဲ့အတင်အတိုင်းစင်ကစားမဘရိုင်ယန်အမှုမော်ကစားတာကိုကြည့်ပြီးလေပါဘူးတင်းကမိုးဆာလာကိုသွားသတိရမိစေတယ်လို့ထုတ်ဖော်ပြောကြားလိုက်ပါရင် ဒီကြောင်းနဲ့ပတ်သက်လို့ ARI က Brian Amumu ကတင်ပြလို့မရတဲ့ကစားမကောင်းတွေတဲ့ကတယောက်ပါသူသွင်းလိုက်တဲ့ကိုတွေကိုကြည့်ပါသူကညာတောင်မှာကောင်းကောင်းကစားလို့ရတယ်လို့ဘဲတောင်မှာလည်းကစားနိုင်ပါတယ်တောင်တိုင်းစစ်နေရာမှာပဲဖြစ်ဖြစ်ကစားနိုင်တယ်သူအတွက်ပြဿနာမရှိပါဘူးသူကပြန်ပြန်တိုင်းကိုဆက်လက်ချင်းကြောင်းနေပါပါဒီလိုပင်ကိုစရိုက်လက္ခဏာရှိတဲ့သူကအတော်လေးရှာပါတယ်ကျွန်တော်သူကစားနေတာကိုကြည့်ပြီးမိုးစားလာတဲ့ပါဘူးကိုရောင်းရှိလာခဲ့တယ်ပထမရာသီကိုတော့မှသွားတရေရမိစေခဲ့ပါတယ်သူကတကယ်ကိုအန်ရီများတဲ့ကစားသမားပါလို့မှတ်ချက်ပြုပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ် အေရိုရိုင်းရဲ့ဒီမန်ချက်လေးကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။သူကဘရိုင်ယန်အဟိုမိုကိုကြည့်ပြီးလမဘူးကမိုဆာလာရဲ့ပြမအောင်ဆုံးရာသီကိုတနည်းရသွားတယ်ဆိုတော့ဒါအင်မတန်မှကြီးကျယ်တဲ့ကြီးကြီးမှုတစ်ခုပါပဲ။အေရိုရိုင်းကအဟိုမိုကိုသင်ပြလို့မရတဲ့ကစားမကောင်းတွေကတယောက်လို့ဆိုလိုက်တာဟာကစားမတယောက်အတွက်အမြင့်ဆုံးကြီးကြီးမှုတစ်ခုပါပဲ။ဒီစကားရဲ့နည်းနည်းနဲ့အသေးပဲကသင်ကိုရည်သွေးအဟိုမိုစီမာမွေးရပါပေးထားတဲ့ကစားကွင်းအတွင်ထူးခြားတဲ့အမြင်ရှိမှုဘောလုံးကိုနားလည်မှုခန္ဓာကိုယ်ညှိနှိုင်းမှုစွမ်းရည်တွေရှိနေပါတယ်။အလိုလျောက်သိရှိနိုင်မှုဘလို့သင်ရမလဲဆိုတဲ့ပုံသေးနည်းနဲ့ဖန်ဆားနိုင်တဲ့ကစားဟန်မျိုးကိုပိုင်ဆိုင်ထားပါတယ်။ အခွင့်အရေးကိုအမိအသုံးချနိုင်မှုသူကစားတဲ့အခါဘာလုပ်မယ်ဆိုတာကိုခံမှန်းလို့မရပါဘူးပြန်မဲ့တွေအတွက်အားအသင့်စရာတွေဖြစ်နေတယ်ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။ဒါအမိုဆာလာမှာလည်းရှိခဲ့တဲ့အရေးတွေပါပဲ။မိုဆာလာလီဗာပူးကိုနှောင်းဆက်ကုန်နေမှာရောက်လာခြင်းမှာသူ့မှာဒီလိုမျိုးတင်ပြလို့မရတဲ့ဂုဏ်သက်တွေပါဝင်လာခဲ့ပါတယ်။အေရိုက်ကအမိုမိုအကြောင်းပြောရင်ညာတော်ဘက်မှာကောင်းကောင်းကစားလို့ရတယ်လို့ဘဲတောင်းဘက်မှာလည်းကစားနိုင်တယ်။အထောက်တိုင်းစစ်နေရာမှာဖိဖိကစားနိုင်တယ်လို့ဆိုတာပါတယ်။ ဒါမှမဟုတ်ဆာလာရဲ့အားသာချက်တခုနဲ့အင်ဗတန်ဆင်တူပါရင်မိုဆာလာညာတော်ဘက်မှာသူ့ရဲ့ပင်ကိုနေရာဖြစ်ပေမဲ့လိုအပ်လာရင်ဘယ်တော်မှတိုင်းဆင်နေရာမှာလည်းကစားနိုင်တယ်။ထောင်တိုင်းဆင်ဖို့ဖြစ်လည်းကစားနိုင်တယ်။ဂိုးသွင်းဖို့နေရာတိုင်းမှာပေါ်လာတက်တယ်။အမှုမမလည်းဒီလိုမျိုးနေရာစုံကစားနိုင်တယ်ဆိုရင်ရှိတယ်ဆိုတာကိုသူ့ကိုပို့ပြီးတော့တန်ဖိုးရှိစေခဲ့တာပါ။ပြန်ပြန်တိုင်းကိုဆက်လက်ချင်းချောင်းနေမှာဆိုတဲ့စကားကတော့တိုင်းစစ်ကစားမတရားအတွက်အရေးကြီးဆုံးအရေးသွေးကိုဖော်ပြနေပါရင်အမှုရဲ့ကစားရင်ကတည်ငြိမ်မှုရှိတယ်။ပွဲတိုင်းမှာတတမတ်တဲ့ကစားနိုင်တယ်။စိတ်ရှိတယ်။ဂိုးသွင်းဖို့အခွင့်အရေးများတဲ့ကစိတ်မပြတ်ဘူး။ဆက်လက်ကြိုးစားရင်ဘလို့ချင်းနေမှာမဆိုဆက်ပြီးပြန်ပွဲကိုဒုက္ခပေးနေတယ်ဆိုတဲ့အားသာချက်တွေအများကြီးရှိနေပါရင် ဒါမိုဆာလာရဲ့ကစားဟန်နဲ့တူတူပါပဲမိုဆာလာအပွဲတိုင်းမှာပြိုင်မဲ့ကန်ဆင်မှုတွေအတွက်စွန့်ရင်စရာဖြစ်နေပါတယ်ဘဲချင်းမစိုးကိုသိနိုင်တဲ့အနေနဲ့ရှိကစားသမားဖြစ်နေပါတယ်အီရန်ရိုက်ကအမ်မိုဘိုချီပြီးမိုဆာလာရဲ့ပထမအဆုံးရာသီကိုသတိရတယ်ဆိုတာဘာကြောင့်လဲတူညီတဲ့လူငယ်စွန့်ရင်နှစ်ယောက်စလုံးဟာအသက်ငယ်နဲ့ပရီးမီးယားလိဂ်ကိုလှုပ်ခတ်နိုင်ခဲ့တယ်တူညီတဲ့အကြောင်းမဲ့ဖွယ်ရာစွန့်ရင်နှစ်ယောက်စလုံးမှာပြိုင်မဲ့တွေကိုကြောင်းရုံစီတဲ့မြန်အောင်နဲ့နီးစနစ်တွေရှိတယ်တူညီတဲ့ဂိုသင်းစွန့်ရင်နှစ်ယောက်စလုံးမှာဂိုသင်းဖို့နေလမ်းအမျိုးမျိုးရှိတယ်ဆိုတဲ့အချက်တွေကြောင်းဖြစ်နိုင်ပါတယ်မိုဆာလာလီဗာပူးကိုနောက်ထပ်ဆက်ကွန်ကူတွေမှာရောက်လာအချိန်မှာအတွင်းကိုနေတဲ့ဂိုးပန်နေပေးမှုတွေအများကြီးလှုပ်ပေးနိုင်ခဲ့ပါတယ်အခု MMO ကလည်း United အတွက်အလားတူအခမ်းကဏ္ဍကိုလှုပ်ဆောင်နေတာပါ ။ MO ရဲ့ကစားရံမှာအားသာချက်တွေအများကြီးရှိနေပါတယ်။ဒါတွေလဲဆိုတော့မြန်ဆန်တဲ့အချိန်ဘောလုံးနဲ့အတူမြန်ဆန်ဆန်ရွေလျားသွားနိုင်တယ်။ကောင်းမွန်တဲ့ထင်းချုံမှုဘောလုံးကိုထင်းချုံရမှာကျန်ကျင်တယ်။တိကျတဲ့ဂိုသွင်းမှုဂိုသွင်းမှုနေရာရွေးချယ်တဲ့ပုံစံကောင်းတယ်။စိတ်တဲ့ခိုင်မာမှုဖိအားများတဲ့အခြေအနေတွေမှာအေးဆေးတည်နေတဲ့စားတဲ့ချက်တွေပဲဖြစ်ပါတယ်။ဒီအားသာချက်တွေဟာမိုဆာလာရဲ့အားသာချက်တွေနဲ့ဆင်တူနေပါတယ်။အီရန်ရဲ့ဒီမန်ချက်ဟာ MMO အတွက်အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတာကိုညွှန်းဆိုနေပါတယ်။ဒီတိုင်းသာဆက်သွားမယ်ဆိုရင် MMO ကကမ္ဘာ့စင်ကစားမှဖြစ်လာနိုင်တယ်။နိုင်ငံတကာမှာလည်းအကြီးကစားမှဖြစ်လာနိုင်တယ်။ Real Madrid တို့လိုထိပ်သီးအသင်းတွေကတော့သူ့ကိုအာရုံချလာနိုင်တယ်။ မော်ဆာလာအေဂျင့်ကလည်းကဘာအဆင့်ကစားမှဖြစ်လာသလိုအမ်မိုမိုကလည်းကင်မရွန်သားတယောက်အနေနဲ့ကဘာအဆင့်ကစားမှဖြစ်လာနိုင်ပါတယ်။အချက်အားဖြင့်ပြောရမယ်ဆိုရင်အီရန်ရဲ့ဒီမက်ချ်ဟာအမ်မိုမိုအတွက်ကြီးမားတဲ့ချီးကျူးမှုတစ်ခုဖြစ်သလိုသူ့ရဲ့အနာဂတ်အတွက်လည်းမျှော်လင့်ချက်တွေအများကြီးပေးနေပါတယ်။အမ်မိုမိုအခုထိငယ်ငယ်နေသေးတဲ့ကစားသမားဖြစ်တာမို့လို့သူ့မှာတိုးတက်ဖို့အခွင့်အရေးအများကြီးရှိနေပါသေးတယ်။ United အတွက်ကြီးကျယ်တဲ့ကလဝင်ကစားသမားဖြစ်ရပ်တည်နိုင်တဲ့အနေအထားမျိုးထိရောက်ရှိနိုင်ပါလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားကြရအောင်ပါ။အစောနေ့ရှိပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါရခင်ဗျာ။